နေ့ကတင်တဲ့ဗီဒီယိုမှာမိကွန်းနှစ်ခုကျွန်တော်ထွက်လာတယ်ပေါ့နော်ပထမဆုံးမိကွန်းကကြတော့လူတယောက်မှာ pacemaker တက်ထားရဲဆိုရင် CPR တွေ AED တွေလိုလိုရလား effective ဖြစ်လားဆိုတဲ့မိကွန်းလေးပါ နောက်မိကွန်းတစ်ခုကကြတော့လဲကြသွားပြီဗျအသက်ကမရှိတော့တာဘာလို့ CPR လုပ်နေမှာလဲ AED ဘာလို့လုပ်နေမှာလဲဆိုတဲ့မိကွန်းပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော်ရှင်းရှင်းလင်းလင်းဖြစ်အောင်ပေါ့နော်ဟိုတကယ်နဲ့အရေးပေါ်ဖြစ်တဲ့အခါမှာကုညီလို့ရအောင်ဒီဗီဒီယိုလေးကိုလိုပေးလိုက်တာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ကတော့ကျွန်တော် pacemaker ပေါ့နော်ဒူတိုတော်များများ pacemaker သိကြရဲနှလုံးဆက်တက်ထားတယ်ပေါ့တကယ်တမ်းနှလုံးအတွက်တက်တဲ့ဆက်ကနှမျိုးရှိတယ် pacemaker နဲ့ ICD ဆိုတာနှမျိုးရှိတယ်ပေါ့နော် pacemaker ဆိုတာဘာလဲ pacemaker ဆိုတာကကြတော့ဆက်သေးလေးပါနော်ကိုယ်ရေပြာအောက်မှာထည့်ထားတဲ့အာနှလုံးခုန်တာအားနည်းနေနှလုံးရဲ့အလက်ဆက်ပေါ့နော်လျှက်စစ်တဲ့အားနည်းနေတဲ့အခါပုံမှန်နှလုံးခုန်အောင်လုပ်ပေးတာ pacemaker ပါ ော်ဒါကတော့ pacemaker နောက်တစ်ခု ICD ဆိုတာရှိသေးတယ် ICD ကကြတော့ implantable cardioverter defibrillator တော့ AED လို့မျိုးပဲကျွန်တော်တို့ပုတ်ပြီးတော့ဒီလို shock ရိုက်တဲ့ဟာမျိုးပေါ့နော်အဲဒါကကြတော့သူကတည်တည်လေးခန္ဓာကိုယ်ထဲမှာထည့်ထားတာသူတစ်ခါလဲထည့်ထားပြီးသားသူကဘယ်နေရာမှာသုံးတာလဲဆိုတော့နှလုံးခုန်တာပုံစံမမှန်တဲ့အခါမျိုးတမအယမ်းညံနေတဲ့ခါမျိုးမှာသူကနှလုံးရဲ့ခုံနဲ့ပုံစံအားပြည့်ပြီးသားအားပြည့်တာကိုအားပုံမှန်မှန်သွားအောင်ပေါ့နော် အဲဒီနှလုံးခုန်တာအစနစ်အစည်းဝါကြွားအောင်သူကထည့်ပေးတယ်ပစ္စည်းလေးပေါ့နော် ICD ဆိုတာပစ္စည်းတစ်မျိုးရှိတယ်ဒီနေရာမှာ EEG ပြောချင်တာကတော့ pacemaker ရော ICD ရောအနှလုံးရုပ်တရက်ရက်သွားတာ cardiac arrest ကိုအတူကြီးတက်တက်တော့ကျွန်တော်မကာကွယ်ပေးနိုင်ဘူးဗျာနော်ဆိုတော့နှလုံးရုပ်တရက်ရက်သွားတဲ့အခါမှာကျတော့ကျွန်တော်နောက်မှပြောခဲ့တဲ့အရှိမပြောခဲ့တဲ့ CPR နဲ့ဒီ AED ကိုကျွန်တော်တို့ကလုပ်ဖို့လိုအပ်ပါတယ် ပရောဆောင်အနေနဲ့ပြောရှင်းတာကြတော့လူပြောများတဲ့ myth ပေါ့နော်အယူဆမှလည်းဒီလိုပါဒါကဘာလဲဆိုတော့ pacemaker တက်ထားတဲ့လူမှာ CPR လုံးလုံးမရဘူးမထိရဘူးဆိုပြီးပြောကြတာပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တယ် pacemaker တက်ထားလဲ CPR လုံးရပါမယ် CPR ဆိုဘယ်လိုလုပ်မလဲလဲကြနေတဲ့လူရဲ့ရင်ဘက်ပေါ်မှာလက်လေးကိုဒီလိုတင်ပြီးတော့အချက်10မိနစ်ကိုအချက်100နဲ့120အောင်မြန်မြန်နဲ့ပြင်းပြင်းတောင်းလို့မယ်ပြင်းပြင်းဆိုတဲ့နေရာမှာရင်ဘက်ကိုနှစ်လက်မလောက်ကျုံဝင်သွားရမယ်နော်ကျုံဝင်သွားပြီးပြန်ကန်မယ်ကျုံဝင်သွားပြီးပြန်ကန်မယ်နော် CPR လုပ်လို့ pacemaker ပျက်စီးသွားမလားဆိုတာမပျက်စီးပါဘူး။နံရိုးပဲကျိုးနိုင်ပါတယ်เนาะ။အဲဒါပေမဲ့ pacemaker တတ်ထားသည့်ဖြစ်စေမတတ်ထားသည့်ဖြစ်စေနံရိုးကကျိုးနိုင်တယ်เนาะ။ဒီနေရာမှာလူသက်ကိုကယ်တာဖြစ်တဲ့အတွက်အသက်ကအရေးကြီးဆုံးဖြစ်ပါတယ်။ဒါစိတ်မပူပါနဲ့เนาะ။နောက်တစ်ခုကကျတော့ AED ။ AED ဘယ်လိုလုပ်မလဲ။ AD ဆိုတာပုံမှန်အားဖြင့်တော့ကျွန်တော်တို့ကညာဘက်เนาะညာဘက်ရင်အောင်ကြက်သားရဲ့အပေါ်ဘက်မှာကျွန်တော်တစ်ခုကတ်တယ်နောက်တစ်ခုကိုကြတော့ကျွန်တော်ဘက်ဖက်ရင်အောင်ရဲ့အောက်ဘက်မှာကျွန်တော်ကတ်တယ်เนาะကိုလုံးနေလို့ဒီအပေါ်မှာပေါ့เนาะဒီကောလံဘုံရှိတယ်ဒီကောလံဘုံလေးအယိုးလေးပေါ့เนาะဆစီဘုံလေးရှိတယ်ဆစီဘုံလေးရမှာအဖုလေးတစ်ခုတွေ့နေတယ်တော့ခံစားလို့ရနေတယ်ဆိုရင်ဒါဆက်လေးပါเนาะဒီဆက်လေးနဲ့ကျွန်တော် 3 cm လောက်เนาะ3 cm တလားမလားအကွာဝေးမှာ AED pad နောက်တစ်ခုကပ်ပါကပ်ပြောဒီ AED set မှာအသံလေးထွက်တယ်เนาะသူအသံလေးနဲ့မလုပ်ပါညာလုပ်ပါဆိုတာပြောတယ်ဒါလိုက်နှာလိုက်လို့မယ်เนาะအဲဒါ shock ရိုက်ပေးရပါเนาะဒါ AED အသုံးပြုနေလေးပါဒီနေရာမှာမေးစရာမေးခွန်းလေးတစ်ခုပေါ်လာတာပေါ့เนาะကိုအသက်ကယ်ပေးနေရယ် CPR လုပ်ပေးနေရယ်လူမှာ ICD set လေး shock ရိုက်တဲ့ set လေးတက်ထားရင်ဘယ်လိုလုပ်မလဲဆရာဆိုတဲ့မေးခွန်းလေးပေါ့เนาะဆိုတော့ ဒီကိုအသက်ကယ်ပင်ရဲ့လူမှာ ICD ဆက်လေးတက်ထားတယ်ဆိုရင်ဘာမှမဖြစ်ပါဘူးเนาะဟိုကိုလက်မှာဒီစွန်းနာကျင်နာလေးနည်းနည်းလေးခံစားလိုက်ရနိုင်တယ်တမဟိုအသက်လေးတက်တန်ကျွန်တော်ကြားလိုက်နိုင်တယ်လျှက်ဆက်အသက်လေးရှော့ရိုက်တဲ့အသက်လေးကျွန်တော်တစ်ချက်ကြားလိုက်နိုင်တယ်ဒါပေမဲ့ CBR ကို NDM မရှိဘဲနဲ့ကျွန်တော်ဆက်လုပ်လို့ရတယ်ဘာပြဿနာမှမရှိပါဘူးဒီ ICD ဆက်တွေဟာအသက်ကယ်ပင်ရဲ့လူကိုဘာမှ NDM မပြူပါဘူးလို့ပဲကျွန်တော်ဖြေရှင်းပါတယ် ဒုတိယ myth လေးဒုတိယ user မှာလေးတကူကျွန်တော်ဆက်ကြအောင်ပေါ့နော် commonly ဒီမှာကျွန်တော်တွေ့ရလူကရုတ်တရက်ကြီးလဲကြသွားတာပဲအသက်ပါသွားပြီပဲဘာလို့ CPR တွေ AED လုံးနေမှာတုံးဆိုတဲ့မိကုန်ပေါ့နော်ဆိုတော့လူတယောက်ကရုတ်တရက်ကြီးလဲကြသွားတယ်အသက်မရှူတော့ဘူးပုံမှန်မရှူတော့ဘူးဆိုရင်ဒါဟာတကြရတယ် cardiac arrest လို့ခေါ်တဲ့နှလုံးရုတ်တရက်ရက်သွားတာပေါ့နော်နှလုံးကပုံမှန်ခုန်ရမှာဟောက်မခုန်တော့ဘဲနဲ့ရုတ်တရက်ရက်သွားတာပေါ့ဒီလိုအခြေအနေမှာအရေးကြီးဆုံးက CPR နဲ့ AED ပဲ ။ဘာကြောင့်လဲဆိုတော့အာ CPR နဲ့ AED မရှိဘဲနဲ့ဒီလိုမျိုးရွေ့ချက်လဲကျသွားပြီးတဲ့ minute time တော့ minute time ပေါ့နော်။ minute time minute time ဟာအသက်ရှင်မှုခွင့်လန်းဟာ30ရာခိုင်နှုန်းကျ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 သွားတယ်။ဆိုတော့ဒါကဟိုတဘောအထိက7 minute လောက် CPR AED လာမရှိဘူးဆိုရင် တက်ကယ်ဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဆိုတဲ့တဘောတရားပဲနော်။ဒါကြောင့်ကိုဒီနောက်မှာပတ်ဝန်းကျင်မှာရှိနေတဲ့လူတယောက်က ချက်ချင်းလဲကြရတယ်ချက်ချင်း CPR လုပ်ပေးမယ် AED လုပ်ပေးမယ်ဆိုရင်တော့အသက်ရှင်ဖို့ခွင့်ရရကြတော့နှစ်ဆအနေ၃ဆကျွန်တော်ရှိတယ်เนาะလူအသက်တွေရှင်တာလည်းရှိတယ်ဒါကြောင့် AED ဆက်တွေဆိုတာလည်းနိုင်ငံတကာမှာဆိုရင်လေရင်ဝင်းနေယထာဘုဒ္ဓတွေအများသောအိမ်သားတွေမှာအများကြီးရှိတာเนาะ CPR ဆိုတာလည်းကလေးရာစကောင်းလို့စတင်ပေးထားတာပေါ့နော်ဒီနေရာမှာကျွန်တော်ပြောချင်တယ်ထပ်ပြီးပြောချင်တာပေါ့နော်အောက်ဆီဂျင်တည်တက်တာပဲကတော့နှလုံးရက်နေရာဟာကိုပြန်ပြီးတော့နှိုးချအောင်မလုပ်ပေးနိုင်ဘူး CPR လုပ်ဖို့လိုတယ် ဒီ PB မှာเนาะရင်ဘက်ကိုဒီလို PB မှာလာရင်နှလုံးကိုကိုကဟို manually ပေါ့เนาะဟိုဆက်နေမဟုတ်ပဲသူကသူအလိုလျောက်မဟုတ်ပဲနဲ့အပြန်နေပြီးတော့ကျွန်တော်တို့ကဘယ်လိုပြောရမလဲအခုံအောင်ကျွန်တော်လုတ်ပေးသူလို့ပေါ့ mechanical pump လို့ကျွန်တော်ခေါ်လာပေါ့เนาะကျွန်တော်တို့ဘူပေါင်းညှင့်သူလို့မျိုးလုတ်ပေးလို့ဖြစ်တယ် AED ကလည်းဘာလိုလာလဲဆိုတော့ကျွန်တော်နှလုံးမှာရှိတဲ့လျှက်စစ်ကိုကျွန်တော်ကျွန်တော်ထောက်နှိုးသူလို့ပေါ့เนาะကားဆက်ထောက်နှိုးသူလို့မျိုးပဲเนาะကျွန်တော်ထောက်နှိုးတဲ့သဘောလိုမျိုးအဲအကြောင်း CBR နဲ့ AED ကလိုပါတယ်။ရုပ်တရက်လေးစားသွားပြီဆိုတာကအသက်ချင်းချင်းပပသွားသိတာမဟုတ်ဘူးเนาะကျွန်တော်ကအချိန်ရှိတယ်။အာ7မိနစ်လောက်အချိန်ရတယ်။အဲ7မိနစ်လောက်အချိန်ကိုကျွန်တော်ကောင်းကောင်းအသုံးချရဲဆိုရင်လူသက်တစ်ချောင်းကိုကျွန်တော်ကယ်နိုင်တယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်။ဒီနေရာမှာအခုမှဗီဒီယိုစကြည့်ဘူးတဲ့သူတွေအတွက်တမောအရှိရဗီဒီယိုမကြည့်ရဘူးတဲ့သူတွေအတွက်ကျွန်တော်အရေးပေါ်တက်ကန်ကြီးလေးပြန်ပြောချင်ပါတယ်။ပေါ့ဆိုတစ်ချက်အနေနဲ့ဘာလို့ရမလဲဆိုရင်လူတယောက်ရုတ်တရက်လဲကြသွားတယ်ကိုရှင်မှာအသက်မရှိတော့ဘူးဆိုရင်လှုံ့လို့ကြီးပါ အကိုကြီးအမကြီးလှုံ့နှိုးကြည့်ပါလှုံ့နှိုးလို့မရဘူးဆိုရင်ဘာလို့မလဲဒုတိယချက်အနေနဲ့ကိုယ်မှာတယောက်တည်းဖြစ်နေရဆိုရင်ဖုန်းထုတ်မယ်အရေးပေါ်ကောက်ခေါ်မယ် တကယ်လူတယောက်ရှိတယ်ဆိုရင်သူ့ကိုအေးဘော်ကခေါ်ခိုင်းမယ်ဖြစ်နိုင်ရင်ဒီလိုပဲအေးဒီဆက်ပေါ့နော်ရှောက်ရိုက်တဲ့ဆက်ကိုကျွန်တော်တွားရှာခိုင်းမယ်နော်မြန်မာနိုင်ငံမှာတော့ရှားမယ်နိုင်ငံခြားမှာတော့ပေါ်မယ်ပေါ့နော်ဒါဒုတိယတစ်ချက်တတိယတစ်ချက်ကကြတော့ကျွန်တော်ဘာလုပ်မလဲဘာလုပ်တဲ့အခါမှာကျတော့ CBR လုပ်မယ် CBR ဆိုတော့ကလက်ကိုဒီလိုလုပ်ဒီလိုလုပ်ပြီးတော့ရင်ဘက်ပေါ်မှာရင်ဘက်တက်တက်ပေါ်မှာထားပြီးတော့ကျွန်တော်10မိနစ်ကိုအချက်100နဲ့120 မြန်မြန်နဲ့ပြင်းပြင်းကျွန်တော်လုပ်မယ်ပြင်းပြင်းဆိုတဲ့နေရာမှာရင်ဘတ်အောက်ကိုနှစ်လမှတော့ဂျုံဝင်သွားတဲ့အထိကျွန်တော်ဖိပြီးတော့ပြန်လွတ်မယ်ဖိပြီးတော့ပြန်လွတ်မယ်ဖိပြီးတော့ပြန်လွတ်မယ်ဒါဟာ CPR လုပ်တာဖြစ်ပါတယ်နံပါတ်၄ချက် AED ဆက်ရောက်လာပြီဆိုတော့ AED ဆက်ကအသံနဲ့ပြောပါလိမ့်မယ်เนาะအဓိကကျတော့ဗာလဲဆိုတော့ကျွန်တော်တို့ အဖက်လေးနှစ်ဖက်ရှိရတဖက်ကိုကြတော့ညာဘက်ယင်အောင်ရဲ့အပေါ်ဘက်မှာဒုတိယတစ်ခုကိုကြတော့ဘက်ဘက်ယင်အောင်ရဲ့အောက်ဘက်မှာပေါ့နော်ကျွန်တော်တက်မယ်ဆက်လေးပေါ့နော်ယင်ဘက်မှာကိုလုံးမဲ့လူရဲ့ယင်ဘက်မှာအဖောင်းလေးတစ်ခုရှိနေရဆိုရင်နော်အဲ့ဒါရဲ့အာလက်မပေါ့နော်တလက်မတော့အကွာမှာကျွန်တော်အဲ့အဖက်လေးကပ်ပြီးတော့မှကျွန်တော်တို့ဒီ short ရိုက်မယ် short ရိုက်ပြီးရတယ်ကျွန်တော် CPR ကိုကျွန်တော်ဆက်လုပ်မယ်အာ compression ကျွန်တော်ပြန်ဆက်လုပ်မယ်ပေါ့နော်အာဒါကတော့အရေးပေါ်အသက်ွယ်ကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခုအချုပ်ပြန်ပြောရတယ်ဆိုရင်ဟို လူတယောက်ဟာ pacemaker တက်ထားတယ် ICD တက်ထားရတယ်ဆိုရင် CPR လောက်ရမှာလားဆိုတော့မေကွန်ပြရင်လောက်ရပါမယ် CPR လည်းလောက်ရမယ် AED လည်းလောက်ရပါမယ်เนาะအဓိကအရေးကြီးဆုံးကဆက်တက်ထားတဲ့လူဒီမှာအရေးကြီးဆုံးကဒီ AED ကတ်တဲ့ခါမှာ AED အဖက်လေးကတ်တဲ့ခါမှာဒီဆက်ပေါ်တက်တဲ့မှာတော့မကတ်မိဘူးပဲလို့ပါတယ်အာဆက်နဲ့တလက်မှခွာရမယ်เนาะဒီဒါကြောင့်ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကကျတော့လဲကျသွားတဲ့အတိုင်းအသက်ပါသွားတာမဟုတ်ဘူးเนาะပေါ့ပေါ့ဆုံးကျွန်တော်မိနစ်လေးဟာ ဒီလူတယောက်အသက်ရှင်လားမရှင်လားကိုယ့်ရဲ့လုပ်ရက်ကနော်အသက်ကယ်ပေးလိုက်ရင်ဒီလူကအသက်ရှင်နေလားမရှင်နေလားဆိုတာပထမဆုံး7မိနစ်မှာကျွန်တော်တော်တော်စကားပြောပါတယ်နော်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်ကိုယ့်ရဲ့ချစ်ခင်ရတဲ့သူတွေကိုယ့်ရဲ့မိတ်ဆွေတွေကိုယ့်ရဲ့မိသားစုတွေဝေမျှပေးပါနော်အာဒီဗီဒီယိုလေးကို like လုပ်ပေးပါ subscribe လုပ်ပေးပါလို့ပဲပြောချင်တယ်နောက်ဗီဒီယိုမှာပဲတွေ့ပါမယ်တဒါ